င်္ဂလာပါရှင်ချောပါဒီနေ့မှာတော့ချောကစစ်စိတ်စစိုးလေးနဲ့ထိုင်လို့ကောင်းမဲ့ coffee sign လေးတစ်ခုကို share လုပ်ပေးဖို့ရောက်နေရပါအဲ့ဒီ coffee sign လေးကဘယ် sign လဲဆိုတော့ bridge cafe လေးပဲဖြစ်ပါတယ်အဲ့ဒီ cafe လေးထဲမှာအထက်မှာတော့ဘယ်လိုမျိုးစစ်စိတ်စစိုးလေးနဲ့လှပနိုင်မလဲဆိုတော့ချောင်းတဲ့သူတို့တစ်ခေါက်လောက်လိုက်ကြည့်ကြအောင်နော် ဒီ slide လေးကဝင်လိုက်တာနဲ့တပင်လေးနဲ့စစ်စစ်ဆိုဆိုပုံစံလေးတွေရှိတာမို့လို့ garden လိုပုံစံလေးဖြစ်နေတဲ့အတွက်စိတ်ကိုတော့အတော်လေးကို relax ဖြစ်စေပါတယ်။နောက်ပြီးတော့ဒီ slide လုံးမှာချောကြိုက်ဆုံးနေရာလေးကတော့ဒီကြာကန်လေးပေါ့နော်။ဒီနေရာလေးကတကယ်ကိုလှတာမို့လို့ချောလိုမျိုးပုံရိပ်ရတာဝန်းနာပါတယ်။ကောင်းမလေးရတော်တော်အသင့်တော်ဆုံးဖြစ်မှာပါ။ နောက်ပြီးထိုက်တရားနေရာလေးတွေကလည်းအောက်တော့မှာအခုလိုမျိုးသီးသက်တန်လေးရှိတာမို့လို့လာပြီးတော့ချဲလောက်ချင်လို့ရှိရင်လည်းအဆင်ပြေပါတယ်။ ကဲချောမှထားတဲ့တွေကတော့အများကြီးပဲရောက်နေပြီချောကနေ့လာစားချိန်လည်းရောက်နေရဆိုတော့ဘိုက်လဲစားတာမို့လို့မာလာရှန်ကောလေးတော့မာထားလိုက်ပါတယ်ဒီမာလာရှန်ကောလေးကပေါ့နော်သူတို့ဆိုင်မှာ signature food လို့တော့ပြောရပေါ့နော်ချောကအရှိတ်ဘိုင်းနေမှာလည်းပြောခဲ့သလိုပဲပေါ့နော်ဟို coffee ဆိုင်ရောက်လို့ရှိရင် indoor ထား outdoor မှာထိုင်ရပို့ပြီးတော့ favorite ဖြစ်တဲ့လူမို့လို့ဒီ outdoor လေးမှာပဲဒီနေ့မှာလည်းရွေးပြီးတော့ထိုင်ပြလိုက်ပါတယ်မာလာရှန်ကောရဲ့အရသာလေးကတခြားဆိုင်နေတဲ့တော့သူအရသာလေးကလည်းနည်းနည်းလေးထုခဲ့တယ်ပေါ့နော်ချောရဲ့အချိန်နေတဲ့ ကန့်ညီတယ်။ဒီပဲချာသံတုံလေးကလည်းချောအကြိုက်ဆုံး favorite ထဲမှာပါတယ်ပေါ့နော်။နောက်ပြီးတော့ကြက်သား lake chicks ပေါ့နော်။အဲ့ဒီကြက်သား lake chicks တွေကသူ့ရဲ့ထူးခြားချက်ကဘာလဲဆိုတော့ချွတ်ချွတ်ရွာလေးကိုမှကွာ။ကိုက်လိုက်တိုင်းတကယ်ကိုအတန်လေးရအစအဲ့လိုမျိုး vibe လေးရတာမလို့ချောကတော့အရင်သဘောကျပါတယ်။ ဒီဆန်ရဲ့ signature coffee လေးက expert coffee လို့ခေါ်ရပါတော့။သူ့ရဲ့ရတာလေးကခက်ခါဆိတ်ဆိတ်လေးနဲ့တကယ်ကိုတောက်လို့အဆင်ပြေရပါတော့။နောက်ပြီးတော့ချောရဲ့မပါမဖြစ်ဖြစ်တဲ့ strawberry smoothie လေး strawberry အနှစ်အရတာလေးပါထည့်ပြီးတော့ပေါင်းဆက်ထားတာမို့လို့အရန်ကိုတောက်လို့ကောင်းတယ်ပါတော့။နောက်ပြီးတော့ဒီဆိုင်မှာအောက်တော့မထိုင်ကျင်တဲ့လူတွေအတွက်အင်ဒေါ်မှာလည်းထိုင်ကျင်နေရာလေးအများကြီးလုပ်ပေးထားပါဗျ။ပြီးလို့ရှိရင်သဘောရိုက်စရာနေရာလေးတွေကလည်းတော်တော်လို့များတယ်ပေါ့နော်။ ီဆိုင်လေးကိုခြုံပြီးကြည့်လိုက်လို့ရှိရင် indoor က outdoor ရောကလူငယ်တွေတွက်တာမကလူကြီးတွေတွက်လဲတော်လေးကိုအဆင်ပြေမဲ့ဆိုင်လေးဒီဆိုင်လိုတော့ချောရတော့ပြောချင်တယ်။ကဲဒီဆိုင်လေးကတော့မနက်9:00နာရီနဲ့ည6:00နာရီဖြစ်နေ Brick Cafe လေးပဲဖြစ်ပါတယ်။ဒီဆိုင်လေးကိုလာကြည့်လို့ရှိရင်မြောက်ကလာပါမျိုးနဲ့သူနန္နာလမ်းမကြီးကြောက်စိမ့်ပတ်လန်းရန္တနာကျွန်းရိပ်တာထဲမှာရှိတဲ့ခြံမတ်တရားတမို့လာလို့ရပါတယ်။ကပ္ပလင်းတော့လဲစိတ်ပူစရာမလိုဘူးနော်။ဘေးမှာခြံကျိထားပေးရပါတယ်။ အော်မေလို့ဒီဆိုင်လေးကဘကိုးဆိုင်မှန်လုံးမှာလဲတဆိုင်ရှိသေးရနော်ကဲဒါဆိုလို့ရှိရင်ချောက နောက်ပတ်တွေမှာဘလိုနေရာကဘလိုကော်ဖီဆိုင်လှလာလေးတွေကို share လုပ်ပြသွားအောင်မလဲဆိုတာကိုသိကျင်ရနော်ချောတို့ရဲ့ Vidya Media ရဲ့ Facebook page လေးကို like and follow ရေးလုပ်ပြီးနဲ့ချောကိုစောင့်ကြည့်ပေးလို့ရပါတယ်ဒါဆိုရင်တော့ချောနဲ့တို့နောက် video တွေမှာကြံပေးကြမယ်နော်ပိုင်ပိုင်